ဆရာစုကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုကြိုတင်မဲ့ပေးဖို့အတွက်ចောင်းသူចောင်းသားတွေကိုစစ်ကောင်စီကအတင်းအကျပ်ဖိအားပေးလှုံ့ဆော်လာနေပါတယ်။တနင်္လာရီတိုင်းနဲ့ AR တိုင်းတွင်းမှာရှိတဲ့တက္ကသိုလ်တွေကចောင်းသားចောင်းသူတွေကြိုတင်မဲ့ပေးနေတဲ့အကြောင်းကိုလည်းစစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာဖော်ပြထားကြပါတယ်။တက္ကသိုလ်တက်ရောက်နေတဲ့ចောင်းသူចောင်းသားတွေအပြင်ကိုဗစ်ရောဂါနဲ့အခြားကိစ္စရပ်တွေကြောင့်အခြေခံပညာစာသင်ကျောင်းတွေမှာတက်ရောက်နေဆဲဖြစ်ပြီး အသက်16နှစ်ပြည့်သွားတဲ့ចောင်းသားចောင်းသူတွေကိုပါစွတ်တင်မဲ့ပေးဖို့အတွက်ရက်ွက်အုပ်ချုပ်ရေးမှုတွေကဖိအားပေးစီခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ဆေးဥစုခန့်အုပ်ချုပ်ရေးမှုတွေဟာစွတ်တင်မဲ့တွေကိုစတင်ကောက်ခံနေပြီးရက်ွက်ကျေးရွာတွေအတွင်းမှာရှိတဲ့အသက်16နှစ်ပြည့်ပြီးသူလူငယ်တွေကိုမဲယုံကိုလာရောက်ပြီးမဲပေးမှုထက်စွတ်တင်မဲ့ပေးဖို့ကိုသာဖိအားပေးတောင်းခံနေတာပါ။တက္ကသိုလ်ចောင်းတွေကចောင်းသားចောင်းသူတွေသာမကပဲတက္ကသိုလ်ဆရာဆရာမတွေနဲ့ တက္ကသိုလ်ပညာရေးဝန်ထမ်းတွေလည်းကြိုတင်မဲ့ပေးရမယ့်အစီအမပါဝင်တယ်လို့သိရပါဗျ။အာနာသိစစ်တက်ကပြုလုပ်မဲ့ရွေးကောက်ပွဲ ပထမပိုင်းဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့ဖြစ်တဲ့အတွက်ကျောင်းတက်ရမယ့်ရက်ဖြစ်နေတာကြောင့်တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသားကျောင်းသူတွေအနေနဲ့ကြိုတင်ဆန္ဒမဲ့ပေးနိုင်တယ်လို့စစ်တက်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားတာဖြစ်ပါတယ်။